Excuse me, where can I find the woman clothing section? It's on the second floor next to the shoe store. Excuse me, where can I find the woman clothing section? To say loud, I'm you to me with a down, but my shallow yam lay, me Woman clothing session. Amudami awesa jaune neyaba. It's on the second floor next to the shoe store. အဲ့ဒါကဒုတိယအချက်ဖနက်ဆိုင်ရဲ့ဘေးမှာလို့ပြောတာဖြစ်ပါတယ် it's on the second floor ဒုတိယအထက်ကိုပြောတာပါ floor ဆိုတာက ပထမအထက်ဒုတိယအထက်စသဖြင့်အထက်ကို floor လို့သုံးပါတယ် next to ဆိုတာကဘေးမှာ နောက်တနေရာဒီတနေရာပြီးတော့ကက်ရက်နောက်တနေရာကို next to လို့ပြောပါတယ်ဒီမှာက shoe store ဆိုတာကဖနက်စတိုးပေါ့နော် store ကဒါ store ဒါပေမဲ့မြန်မာတွေကကြတော့ store store နဲ့ခေါ်တာပေါ့နော်ဆိုတော့ next to the shoe store အဒုတိယထက်ဖနက်ဆိုင်ရဲ့ကက်ရက်မှာလို့ပြောတာပါ do you have this in different color do you have this in different color ဒီဟာကိုအခြားအရာကြီးရှိအောင်မလားလို့မိတာဖြစ်ပါတယ် different color အခြားအရာကြီးပါဒီနေရာမှာအခြား size တွေလို့ပြောကြရင် in different sizes လို့ပြောလို့ရပါတယ်ရှင် of course you have options to choose from of course you have options to choose from ရွေးစရာတွေအများကြီးရှိပါတယ်လို့ပြောတာပါ option ဆိုတာကကြတော့ရွေးချယ်စရာကိုပြောတာ option ဆိုတာကကြတော့ရွေးချယ်စရာများပေါ့နော်ဆိုတော့မင်းမှာရွေးချယ်စရာတွေအများကြီးရှိပါတယ်ရွေးချယ်လို့ရပါတယ်လို့ပြောတာပါ where's the fitting room where's the fitting room fitting room ဆိုတာအဝတ်လဲကန်ကိုပြောတာဖြစ်ပါတယ်အဝတ်လဲကန်ဘယ်နားမှာရှိလဲလို့မေးတာပါရှင် the changing room is over there changing room ဆိုတာက fitting room နဲ့အတူတူပါပဲအဝတ်အစားလဲရတဲ့အခန်းကိုပြောတာပါအာအဝတ်အစားဆိုင်နေမှာဆိုလို့ရှိရင်အဝတ်အစားတွေပါတယ်ခဏဝတ်ကြည့်လို့ရတဲ့ဆိုင်နေရာလေးတွေအခန်းလေးတွေရှိအဲ့ဒါကို fitting room လို့ changing room လို့ခေါ်ပါတယ် over there ဆိုတာက home မှာ ဟိုနေရာမှာလို့ပြောတာဟိုဘက်မှာလို့ပြောတာဖြစ်ပါတယ်အမ် the changing room is over there over there ဆိုတာဟိုဘက်မှာတခုခုပြောရဆိုရင်ဟဲ့လမ်းဘက်မှာလဲဆိုရင် over there ဟိုဘက်မှာအဲ့လိုမျိုးပြောလို့ရပါတယ်ရှင်ဒါဆိုလို့ရှိရင် shopping ထပ်တဲ့အခါမှာမေးလို့ရတဲ့အင်္ဂလိပ်စကားလေးတွေကိုတည်သွားပြီလို့ထင်ပါတယ်ပိုကောင်းတဲ့ video နဲ့တွေ့ကြမယ်ရွှေ education page ကို follow လုပ်ထားပေးပါဒီ video ကိုလည်း like နဲ့ share လုပ်ထားပေးပါဦးเนาะအင်္ဂလိပ်စာသင်တန်းသိချင်တဲ့သူတွေက comment မှာ s h w e ရွှေဆိုပြီးမှမန်ခဲ့ပေးပါ bye bye